လေတန်းဟာကြောင်းနေဘူးပေမဲ့အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာပြောနိုင်တဲ့ပကံမင်းနံသူကမညုံညူပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ရွှေမလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်တို့ရေကျမတို့တွေအင်္ဂလိပ်စကားပြောကျွမ်းကျင်ဖို့ဘဝမှာငွေဘလောက်တောင်သုံးခဲ့ကြရပြီလဲငငယ်ကလေးကကျူရှင်တွေတင်နန်းတွေတက္ကသိုလ်ရောက်တော့ English speaking course တွေနောက်ဆုံးအလုပ်ထရောက်တော့ online class app တွေနိုင်ငံသားသားဆရာတွေနဲ့သင်ရတဲ့တင်နန်းတွေတက်ထားတာတောင်အင်္ဂလိပ်စကားကိုကျွမ်းကျင်စွာမပြောနိုင်တဲ့သူတွေရှိပါတယ်ဒီလောက်သင်ထားတာတောင်မှတော်တော်များများ များကနိုင်ငံသားသားတယောက်နဲ့မျက်နှာချင်းဆိုင်တွေ့ရင်စကားပြောဖို့တုံနေကြောင်းကြောက်နေတော့မှပဲ ဒါပေမဲ့ပညာအရေးချင်းလေးတန်းပဲရှိမယ်လက်ထဲမှာစမတ်ဖုန်းတောင်သေချာမသုံးတတ်ဘူးဆိုရှယ်မီဒီယာအကောင့်လည်းမရှိဘူးဒါပေမဲ့နိုင်ငံသားသားတွေကိုသူ့ရဲ့ရွာအကြောင်းမြမသမိုင်းအကြောင်းတွေမှုတ်နေအောင်ရှင်းပြနိုင်တဲ့ဘာသာပြန်နိုင်တဲ့အမျိုးသမီးတယောက်ရှိပါတယ်ဟုတ်ပါတယ်သူကတော့ဗကံမင်းနန်သူရွာသူဆစ်ဆစ်မညွညူပါပဲမညွညူရဲ့ဘဝနောက်ခံကတော်တော်လေးရိုးရှင်းခက်ခဲပါတယ်မိသားစုအစားဝတ်တွေအရာအကြောင်းပညာကိုလေးတန်းနဲ့တင်ရန်နာခဲ့ရတာပါဒါပေမဲ့သူ့မှာပညာမတတ်ဘူးဆိုတဲ့အငငယ်စိတ်ထက် ိုကြီးမားတဲ့အိမ်မက်တစ်ခုရှိနေခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့သူနေထိုင်တဲ့မင်းနံသူရွာဟာတမန်းဝင်နေရာတစ်ခုဝိတုရီထဲမှာတောင်ထည့်ရေးရလောက်အောင်လှပတဲ့နေရာတစ်ခုဖြစ်တဲ့အကြောင်းကိုကဘာတိအောင် လာလေတဲ့နိုင်ငံသားတွေကိုသိအောင်ခြားပြချင်တာပါ။ သူ့ရွာကိုနိုင်ငံခြားသားဧည့်သည်တွေအများကြီးလာကြပါတယ်။ဒါပေမဲ့ရွာမှာကဧည့်သည်တွေကိုသူတို့ရွာရဲ့တမိုင်းချောင်းရှင်ကျေးမှုတွေကိုကောင်းကောင်းရှင်းပြနိုင်တဲ့သူကရှားပါတယ်။မညိုညိုကဒီကွက်လက်ကိုဖြည့်ချင်ခဲ့တယ်။ငါတို့ရွာအကြောင်းကိုငါကိုယ်တိုင်ရှင်းပြမယ်ဆိုတဲ့စိတ်ဓာတ်နဲ့သူစူးစမ်းခဲ့ရပါ။ကဲတင်းနှံတက်ဖို့ပတ်စံမရှိအင်တာနက်မရှိဖုန်းလည်းမရှိတဲ့မညိုညိုကဘယ်လိုစတင်ခဲ့တယ်လဲ။သူ့ရဲ့တခုတည်းတော့နီလန်ကတော့နားထောင်ခြင်းစကေးပါပဲ။ သူဟာတခြားသူတွေလက်မှုပညာတွေလင်ယာတွေလုပ်နေချိန်မှာရွာကိုလာတဲ့နိုင်ငံသားသားဧည့်သည်တွေစကားပြောတာကိုတေချာနားစိုက်ထောင်ခဲ့ပါတယ်။သူတို့ပြောတဲ့စကားလုံးတွေကိုတစ်လုံးမှတ်နှလုံးမှတ်ကနေစခဲ့ရပါ။ဒီနေရာမှာအရေးကြီးဆုံးအချက်ကကျမတို့အားလုံးမှာမရှိတဲ့အချက်တစ်ခုသူ့မှာရှိပါတယ်။အဲ့ဒါကတော့အရေးစွန်တာပါပဲ။သူစကားစာပြောတဲ့အခါမှာမှားမှာကိုလုံးဝမကြောက်ဘူး။တရားမှားမှားအတန်တွမ်းမှားမှားသူသိတဲ့လောက်မှတ်မိတဲ့လောက်နဲ့ရဲရဲဝံ့ဝံ့ဝင်ပြောတယ်။ဒီလိုမျိုးသူကရဲရဲဝံ့ဝံ့ပြောလိုက်တဲ့အခါမှာနိုင်ငံသားသား ဲ့တဲ့တွေကလည်းသူ့ရဲ့ကြိုးစားမှုကိုသဘောကျပြီးတော့ဒီလိုမဟုတ်ဘူးဒီလိုပြောရတယ်ဆိုပြီးတော့စေတနာနဲ့ပြန်ပြင်ပေးကြတယ်။မန်ညိုညိုအတွက်ကတော့ဒီအမားတွေကလည်းအမှန်ကိုပြန်တင်ယူခွင့်ရတဲ့အခမဲ့သင်ငန်းစာတွေအဖိုးမပြတ်နိုင်တဲ့ကျူရှင်တွေဖြစ်သွားခဲ့ရပါဒီလိုနဲ့ပဲမန်ညိုညိုဟာအသက်15နှစ်တမိလောက်ကလေးကနိုင်ငံသားတွေကိုစပြီးတော့လမ်းညုံဘာသာပြန်လုပ်ပေးလာခဲ့တာအခုဆိုရင်တော့သူ့အသက်30ကျော်လောက်သက်15နှစ်ကျော်တောင်ရှိနေပါပြီစာအုပ်တော့မှစနစ်တကျမဖတ်ပဲ သင်တန်းတစ်ခုမှမတက်ပင်နားထောင်တဲ့စွမ်းရည်တစ်ခုတည်းနဲ့အင်္ဂလိပ်လိုကျွမ်းကျင်ချင်းပြောနိုင်ရှင်းပြနိုင်တဲ့အထိဖြစ်လာခဲ့ရပါသူရဲ့စူးစမ်းမှုကဘလောက်ထိလဲဆိုရင်အခုနောက်ပိုင်းအင်္ဂလိပ်စကားတွေမကတော့ပဲပြင်သစ်စကားကိုပါနားထောင်ရင်းနဲ့အနေငယ်ပြောတတ်နေပြီလို့တောင်သိရပါတယ်မန်ကျွန်ညိုကဘယ်လိုလူတည်များလာလဲဆိုတော့သူဘာသာပြန်ပေးနေရကိုနိုင်ငံသားသားဧည့်သည်တယောက်ကသဘောကျပြီးတော့ဗီဒီယိုရိုက်ကဆိုရှယ်မီဒီယာပေါ်မှာတင်ပေးလိုက်ရကနေလူတွေကသတိထားမိလာတာပါသူကိုယ်တိုင်ကတော့ဖုန်းထောင်သေးချာမသုံးတတ်တော့ ူ့မှာ Facebook အကောင့်တော့မရှိပါဘူး။ပညာရေးနေပါပြီးတော့ခက်ခဲတဲ့ဘဝကနေကိုယ့်ရဲ့ဝါသနာနဲ့ဇွဲတစ်ခုတည်းကိုအရင်တည်ပြီးတော့အောင်မြင်အောင်ကြိုးစားခဲ့တဲ့ပကံမင်းနဲ့သူရွာကမညိုညိုကောင်မြမမျိုးသမီးတွေအတွက်ရောကြိုးစားနေတဲ့သူတိုင်းအတွက်ပါတကယ်ကိုဂုဏ်ယူစရာအားကျစရာစံပြတယောက်ပါပဲ။ပရိသတ်ကြီးရောမညိုညိုရဲ့ကြိုးစားမှုတွေပေါ်မှာဘယ်လိုမြင်ကြပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက် ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။